အားလုံးမင်္ဂလာပါ UK Match Day Facebook နဲ့ YouTube Channel ကနေကြိုးစားပါတယ် Champions League အားလုံးလည်းမင်္ဂလာပါကျွန်တော်အခုသုံးသပ်သွားမယ့်ပွဲကဒီ Nations League ရဲ့ Semi Final ပေါ့နော် Semi Final ပထမပွဲစဉ်ဖြစ်တဲ့ဒီ Germany နဲ့ Portugal အသင်းတို့ရဲ့ပွဲဆိုတော့ဒီပွဲက Germany မြန်မာကစားသမားညွန့်နစ်မှာကစားသမားဆိုတော့ဒီပွဲရဲ့ပွဲကြိုနည်းပြူဟာဘိုင်းအခင်းအကျင်းမြင်ကွင်းပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့ဒီ Nagelsmann ရဲ့ Germany အသင်း ဖနဂေါ့ဖ်မန်လက်ထက်မှာဂျာမနီအသင်းဟာတည်တည်တသာတိုးတက်လာတယ်။အာဂင်လိုနဲ့အတူစိတ်ပြက်စရာရော့ဇာတီနဲ့စိတ်ပြက်စရာဒီဂျိုင်ပွဲရလက်တီနဲ့ဆိုတော့ဒီအသင်းအောင်မြင်တဲ့မှုတွေရတဲ့အနေထားအနေတဖြည်းနဲ့ကြဆင်း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 နဲ့ဂျာမနီအသင်းဟာဟိုဘယ်သူမှစိတ်ဝင်စားတဲ့အသင်းအခြေအနေမျိုးကနေပြီးတော့ဒီနဂါစမန်လက်ထက်ကိုရောက်လာတော့ တော့ရောက်လာတဲ့အချိန်မှာနာဂတ်စမန်လက်ထဲမှာပဲဂျာမနီအသင်းကိုကျွန်တော်တို့နောက်လူငယ်ကျယ်ပွင့်နေလူငယ်သွေးသစ်တွေအများကြီးမြင်လာရတယ်ဒီအသင်းဟာဟို tactical flexibility အပိုင်းရတော့လကောင် player development အပိုင်းရတော့လကောင်သူတို့အသင်းလိုက်ပေါ့နော်ဒီဒီ strong team spirit ကိုလည်းသူတို့ပြနိုင်တယ် area တော်တော်များများမှာတိုးတက်လာတယ်ပြီးခဲ့ Euro 2024ပြိုင်ပွဲမှာဂျာမနီအသင်းဟာ အောင်မြင်မှု မရရှိခဲ့သည့်တိုင်အောင်ဒီဂျာမနီအသင်းဟာဒီပြိုင်ပွဲမှာစပိန်အသင်းပြီးရင်ဒီဖြော်ပြမှုအပေးနိုင်ဆုံးအသင်းတစ်သင်းဖြစ်ကျွန်တော်တို့မြင်ခဲ့ရတယ်အငင်းပွားစရာမရှိကိုမြင်ခဲ့ရတယ်ဂျာမနီအသင်းရဲ့ဒီဖူဘက်စ်ဒီရဲ့တောင်မန်ဒီမှာဒါကစားဒီတောင်မန်တိုက်စစ်ဒီမှာလိုက်ပါပြီးတော့စီမျောပြီးကစားတဲ့ပုံစံပြီးတော့တိုက်စစ်ကိုအလုံးအရင်းနဲ့အချိန်အဟုန်နဲ့ပြိုင်ဘက်ကိုဝင်ဆောင်ပြီးတော့ဒီဖြတ်တင်ဘောပေါင်းများစွာနဲ့အတူ ဒီ box ထဲမှာပို့ကိုအတင်းရဲ့ကစားသမားတွေအများကြီးစောင့်ပြီးကစားတဲ့ပုံစံဆိုတော့ဒီအရာတွေအကုန်လုံးကဂျာမနီနဲ့တူကျွန်တော်တို့ဒီ negotiation ရဲ့အတင်းကိုကျွန်တော်မြင်ရတဲ့အပိုင်းတွေပေါ့အဲတခုရှိတာကအားနဲ့ချက်လည်းရှိတယ်အဲအားနဲ့ချက်ရှိတဲ့အတွက်လဲဂျာမနီရဲ့ဒီပွဲတွေမှာတခါတလေကြတော့ပွဲတိုင်းက wide gap လို့ဖြစ်နေတယ်ဘာလဲဆိုတော့သူတို့ရဲ့ဒီ central midfield မှာ lack of control အဲ central zone မှာအဲ central zone မှာသူတို့ထိန်းချုပ်နိုင်စွမ်းနိုင်ပါခြင်း အဲ့ဒီဟာကဒီပြောမှဆိုရင်ဂျာမနီရဲ့အဓိကအားနည်းချက်ဖြစ်နေတာဆိုတော့နဂတ်စမန်ကဒီကီမစ်ကိုကွင်းလမှာမတုံးဘူးရိုက်ဘက်မှာတုံးတယ်ကီမစ်စီကနေပြီးတော့သူတို့ရဲ့ဒီအသီးပွင့်တွေအများကြီးလဲသူတို့စားသုံးခွင့်ရတယ်ဆိုတော့ကွင်းလယ်ကိုသူတို့ဒီနဂတ်စမန်ကဒီပုံစံအမျိုးမျိုးနဲ့တုံးကြည့်တယ်ပြီးတော့နဂတ်စမန်ကဒီတက်တီကယ်ဘိုင်းမှာသူ့အနေနဲ့အခုအခုဒီ Nations League semi-final ပွဲစဉ်နှစ်ပွဲပဲကြည့်အောင်ဒီဂျာမနီနဲ့အီတလီပွဲပထမအကျော့ပွဲတုန်းကဒီပထမအကျော့တုန်းကအီတလီမြန်မာ1-2နဲ့နိုင်တဲ့ပွဲအဲ့ဒီပွဲမှာဒီဂျာမနီက4 back နဲ့ကစားတယ် David Ram ရဲ့ Jonathan Tah ရဲ့ Rodrigo ရဲ့ Kimmich ရဲ့ကွင်းလုံးမှာ Pascal Gross နဲ့ဒီဟွာ Gross ကနဲ့ဒီ David Pivot ကစားတယ်ပြီးတော့တိုက်စစ်ပိုင်းမှာဒီ Emery ရဲ့ဒီ Lirizane ရဲ့ Osiala ကိုအဲ့ဒီပွဲမှာသူတို့ ဘယ်တောင်မှတိုက်စစ်မှာထားပြီးတော့ဒီတိုက်စစ်အထောင်တိုက်စစ်မှုတအုံနဲ့သူတို့ကစားခဲ့ပေါ့နော်ဆိုတော့ဂျောင်နီရဲ့ပုံစံခြေစွမ်းကမကောင်းလို့ဆိုတော့ကောင်းတယ်သို့တော့အီတလီနဲ့ဒီကွင်းလေရင်ဆိုင်မှုတွေမှာဂျာမနီကနည်းနည်းလေးတော့မှဒီအထလေးတဲ့ပုံစံတွေ့ရတယ်နောက်တစ်ခုကဂျာမနီရဲ့ကျွန်တော်တို့တောင်ပန်တိုက်စစ်ပေါ့နော်ဒီယူရိုပြီးခဲ့တဲ့ယူရို2024မှာမြင်ခဲ့ရတယ်တောင်ပန်တိုက်စစ်မျိုးကိုဖျော်ဖြေမှုမျိုးကိုကျွန်တော်တို့မတွေ့ရဘူးဆိုတော့ဂျာမနီက entertaining football ဆက်စစ်ဖော်ပြောက်ဆုံးနေတဲ့ပုံစံကျွန်တော်တို့မြင်ရတယ်ဒါပေမဲ့ ဒုတိယအကြော့ပွဲစဉ်မှာဒီနဂါစမန်ကချက်ချင်းပဲဒီသူ့အသင်းကို3 back ပုံစံပြောင်းတယ်အ3 back ပုံစံပြောင်းပြီးတော့3 4 2 1ကိုကစားတယ်အဲ3 4 2 1အတွက်တင့်တော်တဲ့ကစားသမားတွေဖြစ်တဲ့ဒီဂျမောင်းမိုဆီလာပြီးတော့လီရိုင်းဇာနေဇာနေကတကယ်တော့အရင်မတင့်တော့ဘူးအဲ့ညာက3 4 2 1တာတကယ်ကစားမယ်ဆိုဇာနေတစ်ဆိုင်ဂျာမနီကဟိုဘလို့ကစားသမားတွေကပို့ပြီးတော့တင့်တော်လဲဆိုတော့ဒီအဒေယာမီတို့တို့မဟုတ်လဲဒီနာဗရီတို့ ဒီကစားသမားတွေနဲ့ဆိုရင်ပို့ပြီးတော့တင့်တော်မယ်ဂျာမနီအသင်းကဒါပေမဲ့ထားပါတော့ဒီနေရာမှာသူလိုင်းလိုင်းစံနေကိုတုံးတယ်တုံးရင်းနဲ့မိနစ်60ကျော်တဲ့အခါကျတော့စံနေနေရာမှာဒီ Caramedia မီကိုတုံးတယ်ဆိုတော့ဒီ Joshua Kimmich နဲ့ဒီ Meda Stad နဲ့ Win Backs ဖြစ်သွားတယ်အဲ့ဒီနှစ်ယောက်ကပြီးခဲ့တဲ့ Euro 2024မှာဒီနှစ်ယောက်ကအသက်ပဲသူတို့နှစ်ဦးရဲ့တိုက်စစ်ကိုလိုက်ပါမှုကြောင့်ပဲဂျာမနီဟာ တောက်လျှောက်ကို fluid ဖြစ်တဲ့တိုက်စစ်အခင်းချင်းပုံစံရွေလျားမှုအားကောင်းတဲ့အောက်ပွဲမှုအားကောင်းတဲ့ပုံစံကိုကျွန်တော်မြင်ရတယ်။ဒါပေမဲ့ကွင်းလယ်မှာတော့ stellar နဲ့ goreskar ကိုသုံးတယ်။အဲ့ဒီနံပါတ် angelo stellar က defense ကိုကူလိုက်ပြီးတော့ goreskar ကတိုက်စစ်ကိုလိုအပ်လိုအပ်သလိုဖိုက်ပြီးတယ်ပြီးရင်အချိန်မီတော့သူ time ချင်းပြန်စင်းတယ်။အဲ့တော့ခံစစ်မှာတော့ rodiger jonathan tar နဲ့ဒီ schlotterbeck သုံးယောက်ကစားတယ်။ဆိုတော့ဂျာမနီကအဲ့ဒီပွဲမှာပုံပြီးတော့ဖျော်ဖြူပေးနိုင်တယ်။အီတလီကိုစောစီးစီးသုံးဖို့ပြက်ဖြတ်တယ် ဒါပေမဲ့အဲ့နောက်ထပ်ပြဿနာပါလဲဆိုတော့ဂျာမနီရဲ့ central zone တွေရဲ့အပေါက်တွေပေါ့နော်ပထမတကိုးဒီမွိုင်းစီခင်းရဲ့ပထမကိုလဲဒီ central zone မှာဘောလုံးအပြက်ပြီးတော့ပေးလိုက်ရတယ်ဒုတိယကို center half space ကနေတော့ central zone half space ကနေတော့ကိုးသွင်းသွားတယ်ဆိုတော့ဒီပုံစံတွေကိုကျွန်တော်တို့ဂျာမနီနဲ့ပတ်သက်ရင်ကျွန်တော်တို့အဲ့အချက်က wide gap ဖြစ်နေတာသူတို့အတွက်သေရှင်ဆိုသူတို့ဒုက္ခပြီးမယ်အနေထားမျိုးနောက် Portugal ကြတော့ Roberto Martinez ဟာသူ့အသင်းကို အသင်းကောင်းတသင်းအဖြစ်ပြီးတော့ဟန်ချက်ညီအသင်းတသင်းအဖြစ်သူတိဆောက်နိုင်တဲ့အရေးသွေးရှိတယ်။နောက်တော့ Robert Martinez ရဲ့ဇာတာပဲပြောရမယ်။သူ Belgian ကိုကင်တော့ကလည်း Belgian ရဲ့ Golden Generation Eden Hazard တို့ Kevin De Bruyne တို့ Lucas Pou တို့ဒီ Thibaut Courtois အများကြီးပါပဲပြီးတော့အဲ့ဒီအပြင်ကို Khazidan ဆိုလဲဒီထိပ်တန်းကစားသမားတွေပေါ့နော်။ဒီကစားသမားတွေနဲ့အတူဒီ Robert Martinez က Belgian အသင်းကိုကင်တော့ခွင့်ရခဲ့တယ်လို့ Portugal ကိုရောက်တဲ့အချိန်မှာလို့ Portugal ရဲ့ ဒါနောက်ထပ်မျိုးဆက်ရွှေခိတက်ခိကိုကျွန်တော်မြင်တွေ့ရတယ်တဲတန်းကျဲပွင့်ကစားသမားတွေအများကြီးအစုံလေးနဲ့အသင်းသင်းကိုသူကင်တွယ်ခွင့်ရတယ်သို့တော်ပေါ်တူဂီဟာအမြဲတမ်းလို့လို mental ဘိုင်းဆိုင်ရာမှာပြဿနာရှိတယ်အသင်းလိုက်စုဖွဲ့မှုချိတ်ဆက်မှုဘိုင်းဆိုင်ရာမှာပြဿနာရှိတယ်အားရော့တယ်ပေါ်တူဂီဟာပုံမှန်အားဖြင့်ဆိုရင်ဒီ50ဒီကွင်းလယ်မှာဥမာဗက်တင်ညာတို့ဘနာဒိုဆယ်ဗာတို့ဒါပြီးတော့ဘရိုနိုဖန်ဒက်စ်တို့ကအစ physical bully အလုပ်ခံရလေရှိတဲ့အသင်းသို့တော်သူတို့ကဒီဟာကိုသူတို့ technical gifted ဖြစ်တဲ့အတွက် talented player ဖြစ်တဲ့အတွက်ဒီအရာနဲ့ကြော်ဖြတ်တာဒါပေမဲ့အဲ့လိုအလုပ်ကသူတို့ပွဲတိုင်းမလုပ်နိုင်အထူးသဖြင့်ပြိုင်ဘက်ကအရန်မာကြောတဲ့အခါမျိုးတွေမှာဒီ particular ကွန်းလည်ရဲ့အလုပ်လုပ်ပုံပျက်စီးသွားလိမ့်ရှိတယ်။ဥပမာ damage နဲ့ပွဲမျိုးဆိုဒီ human ဟိုကောင်းလိမ့်ပြီလေ human တို့ပြီးတော့ဒီ nugget တို့ဒီကစားသမားတွေအပြင်ကိုဒီ lens storm တို့ကဒီခံစစ်ဒီကွန်းလည်ကိုဆင်းကူပေးတယ်ပြီးတော့ ghost of assassin ဆိုတာလာအာလာစီယိုနော် သူကိုယ်တိုင်ဆိုလဲဒီအရှိအနောက်အတက်ဆင်းအသေးဆံကစားပြီးတယ်ပြီးတော့ခက်တဲ့ဒရန်သလုံးခရစ်စတန်ဆန်တို့ယော်ကင်အန်ဒါဆန်ပြီးတော့ဗက်စတက်ကက်ပြီးတော့ဒီမိုင်ဟီလ်တော့ဒီကစားသမားတွေအကုန်လုံးကခန်းစစ်မှာကြိတ်ညက်နေအောင်ကစားတဲ့အချိန်မှာပေါ်တူဂီအသင်းကိုကျွန်တော်ပထမအကြော့မှာဒီဒဲမက်မြန်မာရက်စ်မတ်ဝိုင်လန်ကြီးကိုနဲ့ကျွန်တော်ရှုံးသွားတော့တွေ့ရတယ်ဘာမှလည်းဒီမမေရဲကောင်းမကစားနိုင်ဘူးဆိုတော့ဒီအနေအထားကိုပြင်ဖို့အတွက်ဒီပထမအကြော့တုန်းကတိုက်စစ်ပိုင်းမှာရာဖယ်လီယောပြီးတော့ပက်ဒရိုနက်တို့ ခရစ်စတီယာနိုရော်နယ်ဒိုဒီတိုက်စစ်အနောက်မှာဘရူနိုဖာနန်ဒက်စ်နဲ့တေဗယ်ပေဘော့ကိုတုံးတယ်။ဂျောင်းနေဗတ်နဲ့ဖစ်တင်ညာ။ဆိုတော့ဒီဂျောင်းနေဗတ်ဟာဒီရာသီ PSG အသင်းအတွက်တကယ်ဟိုရွှေလိုကစားသမားလို့ပြောလို့ရတယ်။သူရောက်လာတဲ့အချိန်မှာဒီဘရူစစ်ဂျာမင်းရဲ့ကွင်းလယ်ကတော်တော်စီးစီးပူပူနဲ့ကြင်ကြင်လေးလေးနဲ့ခိုင်ခိုင်မာမာဖြစ်သွားတာ။ဘယ်ဗက်တန်ညာကလည်း PSG မှာဒီအတွဲကဘယ်ပရက်စင်ညာမင်းအတွဲပေါ့ပရက်စင်ညာမင်းခြေစွမ်းပြနေသေးတဲ့အတွဲဒါပေမဲ့ခြေစွမ်းအရာ ဒီပေါ်တူဂီလရေးစင်အစ်မဂျောင်းနေဘတ်ရဲ့လောလောဆယ်အနေထားအရပေါ့နော်ဒီဟိုတကယ်ဒိမန်ကီရဲ့ physical bully လောက်ခံရတဲ့အချိန်မှာသူတို့ရဲ့ performance နည်းနည်းလေးပျက်စီးသွားတယ်ဆိုတော့ experience ပေါ့နော်အတွေ့အကြုံကိုတွင်တဲ့ကိုပြန်ထည့်တယ်ဒုတိယကြောမှာဆိုတော့ခန်းစပိုင်းမှာသူအဲ့တော့ဒီ433 dialogue ရဲ့ဒီ double pivot မှာကစားတော့ဝင်တယ်ပို့ပြီးတော့ဟိုသူတို့အသင်းနဲ့ကိုက်ညီမဲ့ထင်တယ်ပို့ပြီးတော့ချောမွေတဲ့ flow ဖြစ်တဲ့ပုံစံကိုပြန်သွားတယ် dialogue romandias ပြီးတော့ ဒီ Inacio Nuno Mendes ဝဲလယ်မှာဖတင်းညာတူးတဲ့ကိုထားပြီး down back ကိုထုတ်လိုက်တယ်။သူ့ကို deep line playmaker ပုံစံပြီးတော့ဒီဘောလုံးဖြောင်းမှုတွေအတွက်သုံးပြီးတော့တခါ Bruno Fernandes နဲ့ Bernardo Silva ဒီကစားသမားနှစ်ဦးစလုံးက attacking sense ကြီးတဲ့ကစားသမားတွေ။အဲ့ဒါကမှဒီ Rafael Leao ကတော့ဒါ Robert Martinez တို့တော့ကြိုက်တယ်။ဒါပေမဲ့ဟို Portuguese ရင်းအသင်းမှာ Rafael Leao ဟာဒါပါတော့ AC Milan မှာ Rafael Leao ကစားနေတယ်ဘူးမှာဒီ Jota ကစားနေတဲ့အရေးပါမှုအရာဆို Leao ကပို့ပြီးတော့ အားကောင်းရင်အားကောင်းလိမ့်မယ်ပေါ်တူဂီလိုရင်းအသင်းမှာလည်းရာဖယ်လယောဟာအထူးကကစားသမားတူဖြစ်သလိုပွဲတော်များမှာလည်းကစားခွင့်ရတယ်အဲဒါပေမဲ့တခါတလေမထင်မထင်သလိုခြေစွမ်းပြတာကလွဲရင်သူကနည်းနည်းလေးမေးမိန်နေတယ်ဟိုမှာ effectiveness ကြတော့တကယ်ထိထိရောက်ရောက်ကစားနိုင်တဲ့ပုံစံမျိုးကြတော့ဂျိုတာတို့ကအားကောင်းတယ်။သို့သော်ဂျိုတာကို first line ပြဖို့အတွက်တော့လည်း Robert Martinez ကမယုံဘူး။ဆိုတော့ Rafael Leao ကိုပဲအထိကသုံးတယ်။ Cristiano Ronaldo ကိုဆက်သုံးတယ်။ပြီးတော့ဒီ Francisco Conceição တို့သူ့ညတောင်းမှာသုံးတယ်။ ဲ့လိုသုံးနေရင်းနဲ့ဒီ damage နဲ့ပွဲမှာကျွန်တော်တို့ပေါ်တူဂီကိုကျွန်တော်တို့ကပို့ပြီးတော့အားကောင်းတဲ့ပုံစံနဲ့ကျွန်တော်တို့တွေ့ရတယ်။ Roberto Martinez ရဲ့အသင်းကဒီတိုင်းဆိုရင်မာကျောမှုအပိုင်းရောချောမွေ့မှုအပိုင်းရောကြစ်လက်မှုအပိုင်းရောတော်တော်လေးအားကောင်းတဲ့ပုံစံကျွန်တော်တို့တွေ့ရတယ်။အဲ့မှာမှ game ကတူရင်ကိုရင်ဖြစ်နေတယ်။အဓိကပြဿနာက Ruben Dias နဲ့ Gonzalo Inacio center back အတွဲကနည်းနည်းလေးလှုပ်ချင်တယ်။နည်းနည်းလေးပေါက်ချင်တယ်။ဒီအတွဲအဖက်အနေနဲ့လည်းနည်းနည်းအားနဲ့တူးချင်းနေတယ်လေအမှားလေးနည်းနည်းရှိတယ်။ ဒါပေမဲ့ဟိုတခုရှိတာက Roman Dias ကသူ့ရဲ့အတွေ့အကြုံနဲ့ပြီးတော့သူ့ရဲ့ဒီဘလော့ကောမလဲဆိုတော့ဟိုအတွေ့အကြုံတော့မကောက်သူ့ရဲ့အရေးအသွေးနဲ့သူလိုက်တွဲပြီးတော့ထိန်းပြီးတော့တွေ့ရတယ်ဆိုတော့ game ကအဲ့မှာနည်းနည်းလေးလူးနေတယ်လိုအပ်တော့ဖြစ်မလာဘူးကံကောင်းသွားတာကဘာလဲဆိုတော့သူတို့ဒီနှစ်ကြော်ဟောင်းရတဲ့3 2နဲ့ထွက်မယ်အနေထားပေါ့နော်အဲ့တူတူဖြစ်နေတဲ့အချိန်မှာသူတို့ဒီ Robert Martinez က right back Dalot နဲ့ဒီ right ဝင်ကဒီ Francisco Concessor နှစ်ဦးလုံးကိုထုတ်လိုက်ပြီးတော့ private အတွက်နော်ဆန်စမီရိုကိုထည့်တယ်ပြီးတော့ Francisco ဒီ Concessor နေရာမှာကျွန်တော် Trangal ကိုထည့်လိုက်တယ်အဲ့မှာဒီတပွဲလို့အနေနဲ့ပဲပြောမလားတော့မသိဘာကြောင့်လဲဆိုတော့ Trangal တော့ကျွန်တော်အများကြီးတော့ယုံကြည်လို့မရဘူးသို့တော့ဒီပွဲအနေနဲ့ကျွန်တော်အင်မတန်မှန်ကန်တဲ့ဒီတိုက်စစ်အပြောင်းလဲကိုလည်းကျွန်တော်တို့မြင်ရတယ်။ Trangal စီကနေခြေပါကိုရတယ်။အချင်းပုံမှာလည်းသူတို့ခြေစွမ်းပြတယ်ပေါ့နော်။ပြီးတော့လူစားဝင်လာတဲ့ Rafael အစားလူစားဝင်လာတဲ့ Jota ကိုရိုင်းလိန်ခောက်ပြီးတော့တကူးသွင်းသေးတယ်။ Lucas ကြုံနေလို့ အဲ့လိုပဲဒီအနိုင်ကိုရောက်သွားမယ်အလုံးလေသူလို့လို့ကြွကြွသူခင်းပေးလိုက်တာဟုတ်ကောင်ချာလိုရာမိုသွင်းသွားတာဆိုတော့ဒီနေရာမှာရော်ဘတ်တိုမာတီနက်အတွက်ကံကောင်းတာပါလဲဆိုတော့အဲ့ဒီဘောမှာလူသားလဲမှု၅ဦးလောက်တယ်လောက်တော့ရာဖယ်လီယောနာမှာတရားကိုကြော်တာထည့်တယ် direct replacement ပြီးတော့ဒါလို့နေရာမှာဒီအဲ့ဒီကကျွန်တော်နှစ်ယောက်တွဲလဲတာပေါ့နှစ်ယောက်တွဲလဲတဲ့ခါကျတော့ဒီ bolt ကတော့ဒါလို့နဲ့ trend ဒီ trinker ကိုပြီးတော့ francis ကို consistent နဲ့ nelson semiro ဆိုပေမဲ့တကယ်တော့နှစ်ယောက်တွဲနှစ်ယောက်တွဲလဲတာဖြစ်တဲ့အတွက် ဒါလော့ညမှာစင်မေရို right back right back ပြီးတော့ဒီ concept sound ညမှာ trinker ကို right wing right wing ပြီးတော့ cristiano ronaldo ညမှာ gonçalo ramos ဒီ center forward center forward vitinha ညမှာ ruben neves ဒီ defensive dm dm ဆိုတော့ direct replacement တွေပဲလုပ်သွားတာဆိုတော့အသင်းရဲ့ view ဟာကိုမပြောင်းမဲနဲ့ဒီလူသားတိုင်းရိုက်ပြောင်းလဲမှုတွေနဲ့ပေါ်တူဂီအသင်းကသူရဲ့ကစားအချိန်ကိုဆွဲတင်လို့ရတယ်ဆိုတော့တွေ့ရတယ်နောက်တစ်ချက်ကပေါ်တူဂီနဲ့ပတ်သက်ပြီးတော့ချေချွတ်မှာက ဒါမဖြစ်မနေပြောရမှာနော်ခရစ်စတီယာနိုရော်နယ်ဒိုကရှာဖြစ်နေတော့မယ်ပထမအကြော်တော့ငါသူကောင်းကောင်းမစားနိုင်ကောင်းမလို့ရှာနိုင်ဘူးဒါပေမဲ့ဒီဒုတိယအကြော်ပွဲစဉ်မှာခရစ်စတီယာနိုရော်နယ်ဒိုထွက်သွားတဲ့လမ်းကြောင်းနေပြီးတော့ဒီလိုကြားထဲမှာသူ hidden spot မှာနေပြီးတော့ဒီပြိုင်ဘက်ရဲ့ဒီ shoulder ရဲ့နောက်ကျောကနေတော့ရုပ်ခနဲ့ထွက်သွားပြီးတော့ခေါင်းအပိုင်တိုက်တာ Gaspar Schmeichel ပို့လိုက်တဲ့အလုံးနေပြီးတော့သူကိုယ်တိုင်ခေါင်းတိုက်သွားတဲ့ဒါကိုးသွင်းသွားတဲ့ခေါင်းတိုက်ကိုဆိုတော့ဒီကိုးဆိုလေပြိုင်ဘက်ခံစစ်ကစားသမားတွေကြားထဲမှာပျောက်အောင်နေပြီးတော့ရုပ်တရက်ထွက်လာပြီးတော့သွင်းသွားတဲ့ပုံစံမျိုးပြီးတော့အဝေးကန်ချက်တွေ ကျွန်တော်ပြန်မြင်ရတယ်ခေါင်းတိုက်ချက်တွေမြင်ရတယ်ပြီးတော့အနီးကပ်ဒီနေရာယူမှုလှုပ်ရှားမှုဒီဟိုဘယ်လိုကောမလဲ force in the ball ပေါ့နော်ဒီ penalty area တွေကမြည်ခွေဆိုတဲ့ပုံစံမျိုးကိုလည်းကျွန်တော်တို့မြင်ရတယ်ဆိုတော့ဒီအတိုက်အစီအခင်းချင်းကိုသူဥဆောင်ကစားနိုင်စွမ်းပြတာကိုကျွန်တော်တွေ့ခဲ့ရတယ်ဆိုတော့ဂျာမနီနဲ့အခုတည်းပေါ်တူဂီနဲ့တွေ့ပြီအဲ့ဒီဂျာမနီပေါ်တူဂီတွေ့တဲ့အခါမှာဒီအဓိကပြဿနာကပေါ်တူဂီမှာလဲကွင်းလေဟာ double pivot လာသို့မဟုတ် ဒီကွင်းလက်၃ရောက်တန်းပေါ့နော်ဒီကွင်းလက်၃ရောက်တန်းမှာ box box ကစားသမား2ဦးသူ attacking mindset စီတဲ့ကစားသမား2ဦးကို deep line playmaker ပုံစံနဲ့ကစားမလားအဲ့လိုသာကစားမယ်ဆိုရင် Germany အသင်းရဲ့ကွင်းလက်ပေါ်တူဂီလွှမ်းမိုးနိုင်တယ်ပြီးတော့လွှမ်းမိုးနိုင်ပြီးတော့ဒီတိုက်စစ်ပိုင်းမှာ Cristiano Ronaldo တို့ပြီးတော့ဒီ Rafaelio သူမဟုတ် Jota ဘယ်သူပဲကစားကစားဒီမှာ Trincao သူမဟုတ် different ဒီ Cancelo ဘယ်သူပဲကစားကစား ဒီကစားသမားတွေစီမှာကျွန်တော်တောက်တောက်မန်တွေကိုအရင်ပြောမယ်ဆိုရင်ခင်မစ်ကတိုက်စစ်ကိုကျွန်တက်တယ်မေရက်စတတိုက်စစ်ကိုကျွန်တက်တယ်အဲ့တော့အဲ့လောက်ထိမ်းဖို့အတွက်ဆိုရင်ဒီဂျာမနီဟာ3 back ပေါ့နော်3 back အနေနဲ့တိုက်စစ်ကိုကျွန်သွားရင်လည်းအချိန်မီဒီတယောက်ကျွန်သွားရင်ဒီဘက်ကိုပြန်ပြီးတော့ဒီဖြည့်ကစားလို့ရအောင်3 back ပုံစံနဲ့တုံးမယ်3 back ပုံစံတုံးပြီဆိုတော့ကွင်းလယ်ကဒဘက်ပြောဖြစ်သွားမယ်ဒဘက်ပြောဖြစ်သွားတဲ့အချိန်ကျပေါ်တူဂီကပြန်ပြီးဒီကွင်းလယ်ကိုပြန်ပြီးအားသာသွားနိုင်တယ်အဲ့ဒီအချိန်မှာဒီ နာဂတ်မန်လောက်ကမှာကပေါ်တူဂီရဲ့အခြေအနေကိုကြည့်ပြီးကိုယ်ကစားကွက်ကိုတင်မလားသို့မဟုတ်ကို့အသင်းရဲ့စိတ်ကြိုက်ပုံစံနဲ့ကစားမလားဆိုတော့ကျွန်တော်စဉ်းစားမှာကို့အသင်းရဲ့စိတ်ကြိုက်ပုံစံနဲ့ကစားမယ်ဆိုပေါ်တူဂီလည်းကိုးရရနိုင်တယ်အဲ့တော့ပေါ်တူဂီနောက်ကဒီယိုနာသန်တာဆိုရင်နည်းနည်းလေးအထလေးတယ်အခုဒီယော်ကီအန်ဒါဆန်ဆိုရင်ခရစ်စတီယာနိုရော်နယ်ဒိုတဲ့အများကြီးငယ်တယ်အများကြီးတန်တယ်အမြန်နှုံးနဲ့သိပ်မကွာတော့ရော်နယ်ဒိုကိုယ်တိုင်ဖေ့စ်ကကြာနေတယ်သို့တော့အငိုက်မိမိသွားတယ်အဲ့လိုအငိုက်မိသွားမျိုးတော့ ကျွန်တော် Jonathan Tarth မှာကျွန်တော်တို့မြင်ရလေရှိတယ်။အဲ Anthony ဟို Rudiger ကတော့အဲ့အပိုင်းမှာစိတ်ချတယ်။အဲ့တော့ Slotterback တို့ Jonathan Tarth ကကြတော့နည်းနည်း pick up နည်းနည်းနှီးတဲ့ကစားသမားတွေ။အဲ့လိုတွေကိုပေါ်တူဂီသားကောင်းကောင်းအသုံးချနိုင်တယ်ပေါ်တူဂီ chance ကြီးတယ်။သို့သော် German မြန်မာကစားအမဂျာမနီကဒီ slightly favorite လို့ပြောလို့ရတယ်။အဲဘယ်သူတက်သွားမလဲဆိုရင်ဟိုဂျာမနီအလေးသာမှန်ပဲကျွန်တော်အနေနဲ့လက်ရှိဒီ Bruno Fernandes တို့ Bernardo Silva တို့ဒီ Portuguese ရဲ့ talent pool ကြီးကိုကျွန်တော်ပိုကြိုက်တယ်။အဲအကြောင်းမို့ ကြားအလေးပေးမှုတွေကြားဂျာမနီအလင်းနဲ့တာမယ်ဆိုရင်တော့ကျွန်တော်တို့ဒီဘောတပေါ်တူဂီကိုကြိုက်တယ်ပေါ့နော်ဆိုတော့ဒါကတော့ဒီဂျာမနီပေါ်တူဂီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါပွဲကြုံမြင်ကွင်းလေးပေါ့နော်တုံးသက်ခဲ့တာဖြစ်ပါတယ်ကျေးဇူးအားပေးကြတဲ့ယူကိမိုက်ဒီပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်